င်္ဂလာပါဒီနေ့ချက်ပြမယ့်ဟင်းပွဲကတော့ကျွန်တော်တို့မရှင်းကိုဂွေးသီးနုနုလေးနေနဲ့ကျွန်တော်တို့ဂွေးသီးပေါ်ဥပေါ်ပြားလေးပေါ့ချက်ထားတာဖြစ်ပါတယ်။ဆက်ပါကြည့်ရှုပေးကြပါဦး။ဟဲ့စီပူအောင်တဲပါ စီပူလာလို့ရှိရင်ကျွန်တော်တို့စနွန်းထည့်မယ်ကျွတ်တော်ပြူနေခြင်းရှမ်းနဲ့နဲ့ ခဲမိုင်းလေးကြီးအယိုးလေးကြီးပေါ့အဲ့ဒါလေးထည့်ပြီးတော့စီးတက်မယ်စီးတက်နံလေးလေးအရင်မှုရအောင်လှုပ်လိုက်မယ်နော်ဒီတန်းလေးမျိုးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့မြူဒီခွဲကြံ အနည်းငယ်ထည့်မယ်ရောင်တင်မုတ်ထည့်ပါမယ်ထည့်ပြီးတော့ထပ်ပြီးစီတက်မယ်စီတက်နံလေးတွေမွေးလာတဲ့အထိကိုလက်စီတက်နံလေးတွေမွေးလာရလို့ရှိရင်တော့ကျွန်တော်တို့တန်ရှင်းရေလုပ်ပြီးစားငရှင်းအတော်နေသုံးနာလေးတွေကိုထည့်ပြီးတော့ထည့်ပါ ဒီရစရာငရှင်းလေးစပ်ပေါ်စားအချင်းဆိုတော်တော်စားကောင်းတယ်အဲ့ဒါကိုကျွန်တော်ဂွေးသီးနုနုလေးဂွေးသီးလေးတွေရာလဲပေါ်ကားစားအချင်းဆိုတော့ဂွေးသီးနုနုလေးတွေနဲ့ရောချက်မှာပါပြီးကျွန်တော်အရာသာတွေထည့်မယ်ဟင်းကြုံမဟုတ်နည်းနည်းထည့်မယ်ကျွန်တော်ငံပြားရေးအချိုးနည်းနည်းထည့်ပြီးပါ ထည့်ပြီးသမောင်းအောင်မူရတာပါအသားလေးတွေကျတဲ့အထီတော့မဟုတ်ဘူးပေါ့တဝက်လောက်အထီအောင်ကျွန်တော်တို့အသားကျဖို့တဝက်လောက်လိုတဲ့အထီလောက်အောင်ကျွန်တော်တို့ကအရင်ဆုံးလုံးပြီးရပါမယ် ။ဒါအသားလေးတဝောလောက်ကျက်တဲ့အနေထားလောက်ရောက်လို့ရှိလို့ရှင်ကျွန်တော်တို့ဂွေးပြီးထည့်ပါမယ်။ဒါဂွေးဒီနုနုလေးတွေကိုပပားလေးလီးပြီးထည့်တော့ရယ်။တချို့ကတော့ခွက်ကြမ်းကြမ်းလေးထောင်းထည့်တာမျိုးရှိတယ်။မိမိအဆင်ပြေဖို့ထည့်ပါ။အခုချိန်ကဂွေးဒီလေးရပေါ်ကစားဖြစ်နေတဲ့အချိန်ဆိုတော့တော်ကနုနုလေးတွေရှိသေးတယ်။ဒါအစားကောင်းတဲ့အချိန်မဒီချိန်ရယ်။ အဲ့ပြီးရင်တော့ကျွန်တော်တို့ရေချေးသူညွေုံလောက်ထည့်ပေးမယ်ထည့်ပြီးပြီးဖုံးအုပ်ပြီးခဏတည်ထားပါမယ်အဲ့ခုဆိုရင်ဟင်းနဲ့လေးရယ်မှုန်းနေပြီစီရတယ်ပြန်လာတော့မယ်ဒီချိန်မှာကျွန်တော်တို့အရသာကိုစိတ်ကြိုက်ပြန်ပါ စီပြန်လာပြီးစိတ်ကြိုက်နေတာဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှမ်းနဲ့နဲ့အုပ်ပေးမယ်ရှမ်းနဲ့နဲ့အုပ်ပြီးတော့တမအောင်မှုပေးလိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဝေးသီးမရှင်းကောင်းကောင်းလေးတပွဲရပါပြီလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်